ဒီချက်စေချက်ကိုကျွမ်းကျင်အောင်လုပ်ထားလို့ဆိုရင်သင်ပြတော့မှငွေကြေးမကတ်ခဲတော့ပါဘူး။နံပါတ်၁ဆက်သွယ်ပြောဆိုမှုကောင်းမွန်သောဆက်ဆံရေးဖြင့်ငွေကြေးပိုင်းဆိုင်ရာကို တင်စကားပြောမှုပေါ်မှာမူတည်နေသလိုပြောဆိုဆက်ဆံမှာနံပါတ်၂အယောင်စွမ်းရည်တိုးတက်လာတဲ့အိမ်တိုင်းတစ်ခုခုရောင်းနေချပါတယ်။သင်ကိုယ်တိုင်ရောရောင်းချနေသူအထက်ပါနေပြီလား။နံပါတ်၃အာယုံအာယုံပြသောတာစူးစိုက်ခြင်းကငွေဆက်ကူတွေကိုတင်ပိုင်ဆိုင်မှုခွင့်လန်းတစ်ခုဖြစ်လာနိုင်ပါတယ်။နံပါတ်၄စီကံနေ့စဉ်မပြတ်မလည်စူးစမ်းလုပ်ဆောင်ခြင်းကတိုးတက်မှုကိုဖြစ်စေပါတယ်။နံပါတ်၅ မိမိကိုယ်ကိုယုံကြည်မှုစိုးရိမ်သိရှိသူတွေကိုဘယ်သူမှအမပေးချပါဘူး။အောင်မြင်မှုအတွက်ဆိုရင်တော့မိမိကိုယ်ကိုယုံကြည်နေဖို့လိုပါတယ်။နံပါတ်၆လိုင်ရောညွှေဖြစ်အောင်နေထိုင်နိုင်မှုအပြောင်းလဲကအနေရမဟုတ်ပါဘူး။ခွင့်လန်းတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၇ဆက်သွယ်မှုကိုရဲတည်နှံမှုဟာသစ္စာဆိုင်ရေးကိုရဲနဲ့တွဲနေပါတယ်။နံပါတ်၈ပြဿနာဖြစ်ရှင်းနိုင်မှုလူတွေကပြဿနာတွေ့တဲ့နေရာမှာပဲတင့်ထွက်ငွေရှာစရာလမ်းတွေ့နိုင်ပါတယ်။နံပါတ်၉ငွေကြေးစီမံခန့်ခွဲမှုညံငွေကိုကျွမ်းကျင်စွာဂိုင်တွေပါငွေကတင့်ကိုမထိန်ချုပ်ပါစေနဲ့။နံပါတ်၁၀ဖန်တီးနိုင်စွာ ွက်စမ်းသစ်တဲ့ idea တွေဟာအနာဂတ်ရဲ့ငွေကြေးဖြစ်လာနိုင်ပါတယ်။